အလောကပြောင်းအောင်လို့ကားပေါ်ကဆင်းလို့ရှိသေး။အင်းရှိစင်ဝင်အောင်မှာအဖေနဲ့အမေအဝိတ္တတာကိုစီနဲ့ခီးတစ်ခုခုထပ်မလို့တွေးလိုက်ရပြီးကျွန်တော်နောက်ကနေကက်လျက်တစီတစီလေးရောက်လာပါလေ။အဖေတို့မေတို့ဘယ်သွားကြမလို့တော့။အေးဟိုငါတို့ညီကြီးအိမ်ကိုသွားကြမလို့ဒီမှာကချွေးမနဲ့မဖြစ်ပါဘူး။ငါတို့လည်းဘယ်အချိန်ထိဒီတန်းနေနေနိုင်ကြမှာလဲ။ဒါကြောင့်ငါတို့အငဲကောင်ညီကြီးအိမ်ကိုသွားမလို့ ညီညီမိမကလည်းငါတို့ကိုခေါ်နေတာကြားလာပြီဟိုအခုမှသွားဖြစ်တော့မင်းဒါနဲ့ကျွန်တော်ညီမရောလို့မေးလိုက်ပါတယ်သူကတော့ရှိသေးတယ်မဟုတ်လားအေးဟိုသူလည်းမရှိဘူးဟာသူ့ယောက်ျားဖုန်းဆက်ခေါ်လို့သွားခဲ့ပြီဒီခါကျွန်တော်လဲဟာကွာဆိုတဲ့ပုံစံမျိုးနဲ့အမေနဲ့အဖေကိုကြောင်ကြည့်နေမိတယ်အဖေတို့ကအရင်ကတည်းကနေတက်စီကိုကြိုပြီးခေါ်ထားပြီးသားမို့အင်းရှိမရက်နေတဲ့တက်စီဘော်ကိုပစ္စည်းတွေတင်ပြီး ူတို့ထွက်သွားခဲ့ကြတယ်။အမေနဲ့ခါလာတယ်လို့ပြောနေတတ်တဲ့အမေကို့အဝေးစားကိုကိုယူပြီး ကိုရန်တင်လိုက်တာတွေ့လဲရတယ်။အဖေကလည်းကားပေါ်တက်လိုက်တာများ သူငကူကနာနေတဲ့ခြေတော့အခုမနာတော့သလိုပြီးတော့ကျွန်တော်ညီမသူ့ရက္ခမတွေကိုအဖြစ်ပြောလိုက်ပုံများရစီရကိုမရှိဘူး။ရက္ခမအိမ်မှာအစဉ်ပြေတော့ကျွန်တော်အိမ်မှာလာနေတာနှစ်လရှိပြီ။ကုန်းနဲ့ကော်ထုတ်တော့တော့သူတို့မသွားခင်ဘူး။အဲ့လိုလူကကလေးကြတော့မှ ရကမအိမ်ကိုပြန်သွားကြရတယ်။အချိန်တော်ကြာတဲ့တည်းအိမ်ရှိမှာပဲငောင်ငောင်ကြီးရက်ပြီးကုန်ပြီသားစုတွေလှုပ်သွားတဲ့ပုံကိုတခုချင်းစီစဉ်းစားနေမိလိုက်တယ်။စဉ်းစားရင်းနဲ့သတိရလိုက်လို့အိမ်ထဲကိုဝင်ကြည့်လိုက်တဲ့အခါတအိမ်လုံးရှုပ်ပါနေပါလိမ့်။အိမ်ထဲမှာပစ္စည်းတွေရှုပ်ပါနေပြီးသုံးနေရွယ်ရှိတဲ့ကျွန်တော်အသားလေးလည်းပေပွားညှပ်ပတ်နေပြီးတနေ့ကုန်ရေမချွေးရတော့သေးဘူးထင်ပါလိမ့်။ပြီးတော့၅နှစ်အရွယ်ကျွန်တော်သမီးလေးစပင်းတွေကလည်းရှုပ်ပါပြီး ဘဒူးမှလည်းသူ့ကိုသပင်ဖိမိပေးထားမှန်းသိတာပါတယ်။အင်ဂျီတွေကလည်းညစ်ပေဆုပ်ပြက်နေပြီးတနေ့လုံးအလွယ်ကူစားလို့ရတဲ့နားလို့နဲ့ပါမုံကိုမောင်နှမနဲ့စားနေရတာသိရရပါတယ်။ပါမုံမိခင်ဆက်မသုံးထားတဲ့အမို့ရိုးရိုးပါမုံကိုပဲနားလို့နဲ့ဆင်ပြီးစားထားကြပါတယ်။ပကံနဲ့ထဲစားဖို့လဲဘဒူးမှသူတို့ကိုလုံပြီးတော့လူဘူးတက်ယူပြီးပါမုံအိတ်ကိုအနေငယ်ပြဲနေတဲ့နေရာကနေပါမုံလေးဆွဲထုတ်ပြီးလူဘူးတဲ့၌ကတိုးစားနေပါတယ်။ အထင်ကိုဝင်ကြည့်ပြီးအားလုံးကို သုံးသပ်လိုက်ရင်တနေ့ကိုအိမ်မာနေတဲ့အမေရဲ့အဖေရဲ့သူ့ညီမတို့ကအိမ်လို့နဲ့ပတ်သက်ပြီးဘာမှလုံမထားဘူးဆိုတာသိတာစီပါတယ်ပြီးတော့ကျွန်တော်အိမ်ခန်းထဲကိုဝင်လိုက်တော့ကျွန်တော်မိမကသူ့အဖြစ်ကိုသူတနာပြီးအိမ်ရပေါ်မှာငိုနေပါတယ်ကျွန်တော်အထဲကိုဝင်လိုက်တော့မှကြာနေတဲ့မျက်ရည်တွေတို့ရင်ကျွန်တော်ကိုလှမ်းကြည့်လိုက်တော့နင်စားပြီပြီလားဟိုဘာစားပြီပြီလဲကျွန်တော်မေးလိုက်တော့မှ သူက ပိုလို့ငိုလာပါတော့တယ် ဒါကြောင့်သူဘာမှမဆားရသေးပဲစိတ်ညစ်နေတာဖြစ်ကြောင်းသဘောပေါက်လိုက်ပါပြီ။အဖေတို့အမေတို့ကလည်းသူစားဖို့ဘာမှစီစဉ်ပေးသလိုညီမကလည်းဂိမ်းမဆိုင်လောက်ပါဘူး။ဒီကမိမဖြစ်သူက ပြောတယ်။ကျမဘာများမှားခဲ့လို့လဲ။ကျမလွတ်နိုင်တော့ကအားလုံးကိုပြုစုခဲ့တာပဲ။အခုကျမမလွတ်နိုင်လို့အခုညီလူတွေအချင်းကြတော့ဒီလိုလား။ကျမချော်လဲလို့လမ်းမလျှောက်နိုင်အိပ်ရတဲ့လင်းနေတဲ့အချင်းမျိုးမှာသူတို့ကျမကိုဂိမ်းမဆိုင်ပဲအိမ်ကထွက်သွားကြတယ်။ ကလေးတွေကတော့ဘယ်သူမှကူးမဆိုင်ကြဘူးဒီကကျွန်တော်ကပြောရတယ်မင်းမမားပါဘူးငါပဲမှားခဲ့တာငါကပဲသူတို့ကိုခေါင်းမော်တင်ထားခဲ့တာမဟုတ်လားမင်းတက်ပို့ပြီးဦးစားပေးပြီးသူတို့ကိုခေါင်းမော်တင်ခဲ့တာ မင်းကိုလည်းသူတို့လိုဖြစ်အောင်သင်သွင်းခဲ့သေးတာပဲဒါတွေကငါအမားတွေပါခဏိငါတွေသူတို့အကူအညီလိုတဲ့အခါငါ့ကိုမကူညီပဲငငယ်ကောင်းအိမ်ကိုသွားခဲ့ကြပြီကျွန်တော်မိမရဲ့မျက်နှာပေါ်က စီးကြနေတဲ့မျက်ရည်တွေကိုတုပ်ရင်းမင်းစစ်မပူပါနဲ့ကွာငါရှိပါသေးတယ်အားလုံးအစဉ်ပြေအောင်ငါလှုပ်ပါမယ်မင်းအားတင်းထားပါငါမင်းနဲ့တူ ရှိနေပါတယ်ဟုတ်ပြီလားကျွန်တော်မိမမျက်နှာတွေကိုညင်သာစွာပုတ်တက်လိုက်ပြီးအားပေးစကားပြောလိုက်ပါတယ်ဒါဆိုရင်ငါစားစရာတွေအပြင်ပဲအော်ဒါမှာလိုက်မယ်စားစရာတွေမလာခင်သားသမီးကိုတတရရဲ့ဖြစ်အောင်ပြင်ဆင်ပေးလိုက်မယ်လေဒါနဲ့ ကျွန်တော်လဲဖုန်းနဲ့စားစရာတွေကို order မှလိုက်ပြီးသားသမီးနှစ်ယောက်လုံးကိုရေချိုးခန်းထဲခေါ်ခြေလက်မျက်နှာတွေဆေးပေးလိုက်ပြီးအဝေးစားတသက်ရရတွေလဲပေးလိုက်ပါတယ်အဖေလိုပြီးတာမို့သားရီသမီးတွေကဝမ်းသာပျော်ရွှင်နေခဲ့တယ်ပျော်ရွှင်စားနေမဲ့သူ့အမေကိုခဏတိုင်းလာလာကြောနေပြီးမိမိဒီမှာကြည့်ဖေဖေကသားတို့ကိုအဝေးစားတွေလဲပေးတော့မယ်မိ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 ဒီမှာကြည့်ဖေဖေလုတ်ပေးထားတာမိမိဟိုသားကိုဖေဖေက စပိုက်တာမန်အင်ကြီးဝစ်ပေးတယ်။ကလေးတွေပျော်နေတာကိုကြည့်ပြီးမိမဖြစ်သူကမင်းလာဆောင်တဲ့ခြေတွေကို ပြန်သတိရလိုက်ပါတယ်။သူ့ရဲ့ယောက်ျားဖြစ်သူရာမန်ကသားကြီးပေါ့။ယောက်ကတိယောက်ကမရာမန်ရဲ့ညီအင်းအောင်ကြပြီးသားရာမန်ရဲ့ညီမတို့ရှိကြတယ်။သူ့ညီမကယောက်ကမအိမ်မှာအနေနဲ့ပြီးအမဲလိုလိုသူ့အကူနဲ့အတူတူလာနေလေးရှိတယ်။သူတို့အိမ်ကသားထက်အရင် သမီးကိုမင်္ဂလာဆောင်ပေးလိုက်ပြီး ရာမန်ကသူ့မိဘတွေကိုအယမ်းယူသိပြီးအမြဲတမ်းရှည်တန်းတင်ဦးစားပေးလေရှိတယ်။ဒါကြောင့်မိမဖြစ်သူတွေစီကန်းနေပေါင်းနေအများကြီးရှိပေမဲ့သူညီမကိုတော့ဘာစီကန်းသတ်မှတ်ချက်မှမရှိပဲရခမအိမ်မှာဆဲလောက်နေပြီးကျန်တဲ့ရက်တွေက သူ့အိမ်မှာအေးဆေးစွာနေလာနေပြီးဘာမှမပြောဘဲနေနေပါတယ်။သူ့ညီမကိုကြတော့အဲ့လိုအခွင့်ရေးပေးပြီးသူမရဲ့မိဘအိမ်ကိုသွားဖို့တည်းပြင်လိုက်ပြီးဆိုရင်ဘယ်တော့မှအလွယ်တကူမသွားခဲ့ရပါဘူး။ သွားခဲ့ရရင်လည်းမနဲ့သွားရင်ညနေပြန်လာရပါတယ်။အိမ်မူကိစ္စတွေအလုံးမိမဖြစ်သူကိုယ်တိုင်ပဲတာဝန်ယူလို့ရတာမို့တနေ့ကအိမ်လုပ်တွေနဲ့ပဲချိန်ကုန်ပါတယ်။မိမဖြစ်သူတို့နှစ်ယောက်အပြင်ထွက်လာပြီဆိုရင်လက်ပတ်ပြီးဆိုရင်လည်းရကတိနဲ့ရခမကရှိကသွားနေပြီ။သူတို့မသွားပြတဲ့အခါမျိုးတွေဆိုရင်လည်းစားစရာတောက်စရာတွေဆက်ဆက်ရရအစင်းနဲ့ပြင်ဆင်ပေးထားခဲ့ရပါတယ်။အဖြူဘွားတို့ကလုံလုံပြီမဲ့အိမ်နာကျသွားတဲ့အခါအမျိုးသားကမိဘတွေကို ပြုစုဖို့အလုပ်နှားခိုင်းတာနဲ့ နားလဲရပါတယ်။မနက်မိုးလင်းကလေးကနေညမိုးချုပ်တဲ့အထိလက်ကိုမော်တာတက်ထားသလိုမနာတမ်းလှုပ်ပြီးမယ်။အခြားသူတွေကတော့အေးဆေးတတရရနဲ့မဆိုင်သလိုနေနေတက်ပါတယ်။မိမဖြစ်သူကအိမ်မော်ထားဖို့လို့တစ်ချက်နှစ်ချင်းပြောကြည့်ပါသေးတယ်။ဒါမဲ့အဖေတို့မိတို့ကအိမ်မော်လှုပ်တာကင်တာကိုမကြိုက်ဘူးလို့ယောက်ျားကပြောတော့နဲ့ဆက်မပြောတော့ဘဲနေလိုက်ပါတယ်။မိမဖြစ်သူကိုဝင်ရှိလာတော့ရာမန်ရဲ့ညီအင်နာချပြီမို့သူမိမကလာပြီးပြုစုပါတယ်။ ဒါမဲ့ယကရိယကမနဲ့ရမတ်ညီမရဲ့ပြုမှုတွေကငိုတိုင်းပါပဲ။စားဖို့တက်ဖို့ခွဲရန်ရဖို့ဆိုရင်အားလုံးကအလူရတောင်းမိပင်အလုပ်လုပ်ရမယ်ဆိုရင်တော့ဘယ်သူမှပေါ်မလာကြပါဘူး။မိမဖြစ်သူရဲ့လင်မယားနှုတ်အချားမျိုးကိုပြောင်းသွားတော့မယ်။ယကရိယကမကလည်းတူလိုက်သွားပြီးသူတို့အိမ်မှာကအိမ်မော်ရီနဲ့မှုမက်ရဲ့မိမလေရှားကတူလန်တလောက်အလုပ်ကသာလုပ်တာမလို့အဖေတို့မေတို့ကိုလိုချင်တယ်လို့ဖြစ်မလာတော့ပါ။မိမဖြစ်သူစီကိုပြောင်းလာကြပါလေ သူတို့တီထားတာကရာမန်ကိုခုရုံးလို့ပြီးမိမကိုလွန်တလို့ခိုင်းလို့ရတယ်လေအခုလဲလွန်ခဲ့တဲ့နှစ်ပတ်လောက်ကအဖြစ်စဉ်တခုရာမဲညီမကပြောတယ်။ရောင်းမအပြင်မှာမိုးတွေရွာနေပြီးဟိုအဝိတ်တွေအမြန်ရွေးလိုက်ပါဦး။မိဖို့ထဲမှာလုံလုံနေရင်းနဲ့မိမဖြစ်သူ ဖုန်းလဲပြောနေချင်းအမကြီးဟိုကျမဟင်းဟိုတက်လက်နဲ့မို့အဝိတ်တွေအမပဲယူပေးပါလားနော်။ရကမဖြစ်သူကပြောတယ်။နင်မရှက်ဘူးလား မင်းမရှိရဲ့လက်နဲ့စန္ဒရာကအဝိရုပ်เสียလားရခမရဲ့အတန်ကိုကြားလိုက်လို့ရာမန်ကပြန်ထွက်လာပြီအမေဘာဖြစ်လို့လဲဘာလို့အော်နေရလဲနေမင်းပါပေါ့အပြင်းကြီးနေတာစန္ဒရာကိုအဝိရုပ်ခိုင်းနေတယ်ငါတို့ကသူ့အတွက်ဝင်လင်းနေပြီလေဝင်လင်းနေရင်လည်းငါတို့အငယ်ကောင်းအိမ်ကိုသွားနေလိုက်တော့မယ်ဒီကရာမန်ကပြောတယ်မဟုတ်တာအမေအမေကဘာလို့ဝင်လင်းရမှာတော့နေပါဦးကျွန်တော်သူ့ကိုသွားပြလိုက်ပါမယ် ရှုပနာရှုပနာနာမည်ခွန်ရင်းနဲ့ရာမန်တယောက်မိဘဇာနဲ့ကိုရလာပါတယ်ပြီးတော့ရှုပနာဖုံးပြောနေတာကိုလှည့်ယူပြီးမြကြီးပုံပုံဖြစ်ပေါ်လာပါတယ်အော်ငောက်လိုက်လို့လေရှုပနာပြေးလွားအဝိတ်တွေရဖို့တဲ့ပြေးသွားပါတယ်အဝိတ်တွေရပြီးပြန်လာတဲ့အခါလမ်းမှာချော်လဲပြီးခြေတော့ခွေလဲသွားလို့လမ်းအောင်လိုက်တာရာမန်ကြားသွားပြီးခြေခွေလဲကျနေတဲ့ရှုပနာကိုရာမန်ပွင့်ချပြီးကားပေါ်တင်စည်းကမ်းသွားပြလိုက်ပါတယ်စည်းကမ်းကိုသွားပြတော့ ဘယ်ဘက်ခြေတော့ကတန်တတော်စိုးရင်ရတဲ့ကြောင်းကျော့ပတီစီးပြလိုက်ပြီဆရာဝန်ကတလာခွဲနှစ်လလောက်ခြေတော့ကိုအသုံးပြုပဲနေဖို့ညွှန်ကြားလိုက်ပါတယ်3ရက်လောက်စီးုံထည့်ရပြီးငါးရက်မှစီးုံစာဆင်းလိုက်ရပါတယ်အဓိကပြဿနာကအခုမှစတာပါယောဂတိယခမကချွေးမငယ်နေရှာကိုဖုံးဆက်ပြီးဒီကိုလာဖို့ခေါ်လိုက်ပေမဲ့နေရှာကချွေးမကြီးရှပနာကသူတို့ကိုချက်ပြုတ်မကျွေးနိုင်တော့တဲ့ကြောင်းသူတို့ကိုချက်ပြုတ်ကျွေးခိုင်းမှုခေါ်နေကြောင်းနားလည်လိုက်ပါတယ် ပြီးတော့နေရှာကသူမလာရင်သူတို့ကိုကိုကိုလိုက်ပြလာမယ်ဆိုတာလည်းသူကသိနေပြီးသားဖြစ်လို့ပြီးတော့ရာမန်ကိုတိုင်အဖေအမေနဲ့ညီမတွေဘလောက်မှားနေလဲဆိုတာကိုတိုင်မြင်အောင်ပြဖို့တဲ့အခွေးကောင်းကောင်းရလိုက်ပါပြီအဲ့လိုမှမလို့ရင်လည်းရှင်ပနာတဘွားလုံးစိတ်ပြည့်စွာနဲ့အနေခံဘွားကလွတ်မှာမဟုတ်တော့ပါဒီတော့နေရှာကအဖေအမေရဲ့တမီးအဲ့ဒီကိုလာလို့မရဘူးလို့ပါနဲ့စွာနဲ့ပြေးလိုက်ပါတယ်အဲ့ဒီညနေကအမေနဲ့စန္ဒရာတို့ တနည်းနဲ့တနည်းညနေစာကိုပြင်ဆင်လိုက်ကြပါမယ်။နောက်တနည်းမှာတော့ရာမန်ကသူ့လူခွေရက်ရှည်တင်ဖို့သွားပြီးပြန်လာတဲ့အခါအဖေနဲ့အမေကငယ်ခေါင်အိမ်ကိုသွားဖို့အစင်းသေးဖြစ်နေခဲ့ကြပြီ။ဒီလိုတွေတွင်းနေတော့စောစောတုန်းကမှားထားတဲ့စားကြ delivery ရလာပြီမို့စားကြတွေကို ပြင်ဆင်ပြီးအခန်းထဲယူလာလိုက်ပါတယ်။ကဲကလေးတို့ရေတကယ်တော့အဖေကကလေးတို့ကို ထမင်းခုကြည့်မယ်။လာလာမြင်ရလာကြ။ကလေးတွေကလည်းခေါ်လိုက်ချင်းပါပဲ။ရှင်မနာခင်းလေးကိုဝင်လာပြီး သူတို့လေးယောက်ထမင်းတူစားလိုက်ကြပါတယ်။ထမင်းစားလိုက်တော့ရာမန်ဖုံးဝင်လာလို့ကြည့်တဲ့အခါနီရှာကရှင်ဘနာကိုဆက်တာဖို့ဖုံးခံတဲ့အခါရောင်းပါကြီးဟိုကျမတောင်းပါပါတယ်ရှင်။အမအခုလိုခြေထောက်နာနေတဲ့အချိန်မှာကျမမလာနိုင်ခဲ့ဘူး။ဒါပေမဲ့မိသားစုကိုအမြဲတမ်းရှေ့တန်းတင်ခေါင်းပေါ်တင်နေတဲ့အကူအမြင်မှန်ရသွားပြီမို့ထင်ပါတယ်။ပြီးတော့တခုရှိတာကျမအလုပ်ရှာဖွေအေဂျင်စီကိုဆက်သွယ်ထားပါတယ်။မနေ့ပြန်အလုပ်လုပ်မဲ့သူလာလိမ့်မယ်။အကိုကိုပြောလိုက်ပါ။ အဆင်ပြေအောင်လုပ်လိုက်ပါလို့ရှင်ဘာနာကပြောတယ်။နီးရှာရင်ကျေးဇူးပါဟင်။ကျေးဇူးတင်စရာမလိုပါဘူး။မိသားစုတွေပဲနိုင်တဲ့ဘက်ကကူညီရမှာပေါ့။လူရရောက်တော့မယ်မဟုတ်လား။မိသားစုကိုလက်ဆောင်ပေးနိုင်သေးဘူး။ဒါပေမဲ့ဝမ်းသာစရာကအခုအမြင်မဲ့ရသွားပြီ။ဒါကအကောင်းဆုံးရလဒ်ပဲလေ။အချို့ကကို့ဘိုတဲကြည့်တတ်တယ်။အဲ့ဒီလူတွေကိုရှေ့တန်းတင်ဦးစားမပေးသင့်ဘူး။အမနေကောင်းအောင်နေပါ။ကျမကြီးလည်းကြွေးဆိုင်အောင် ဒီကြောင်းအနေကိုတော့ကျွန်တော်ရဲ့ test panel group ကနေဘာလာပြေဆိုတင်ဆက်လိုက်အကြံဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆက်တွေ့ကြပါသေးတယ်။